မင်္ဂလာပါဒီနေ့တော့ကျွန်တော်ဗာလေးပြောမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂီတာလေးကိုဗျာ FM မှာဂီတာကိုလွယ်လွယ်ကူကူကျွန်တော်တို့ဗာလေးနဲ့တီးလို့ရမလဲဆိုတာလေးကျွန်တော်ပြောချင်တယ်အရင်တော့ကတော့ကျွန်တော် no real guitar အကြောင်းကိုကျွန်တော်ပြောခဲ့ဘူးတယ်ဗျာ real guitar နဲ့လည်းကျွန်တော်လွယ်လွယ်ကူကူကျွန်တော် red thumb တွေအာ ပါဂျီယိုတွေဒီပေါ့နော်ပီကင်စေပါတွေညာတွေကျွန်တော်တို့တီးလို့ရတယ်မြူတွေတီးလို့ရတယ်ပေါ့နော်အဲ့လိုလေးကျွန်တော်တို့ပြောခဲ့ဘူးလေ react guitar မှာတော့ကျွန်တော် effect လေးတွေညာကိုယ်ပိုင်နေကိုထဲပေါ့ဗျာအဲ့ဒီကောင်ကတော့ color တိုင်းပဲ yoyo guitar တိုင်းပဲဖြစ်နေမှာပေါ့ okay ဒီဒီခေါက်တော့ကျွန်တော် react guitar အကြောင်းမပြောတော့ဘဲနဲ့ shoe jam ကထုတ်တဲ့ပေါ့နော်ဒီ virtual guitar rig စီကိုကျွန်တော်ပြောချင်တယ်အများကြီးရှိတယ်ဗျာအများကြီးရှိတဲ့နေရာညီမကျွန်တော် sparkle ဆိုတဲ့ဟာလေးနဲ့ကျွန်တော်စမ်းပြမယ်เนาะအဲ့တော့ ဘာတွေရလဲဆိုလို့ရှိရင်ဘာတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဗျာเนาะ pick up တွေရှိမယ်ဂျုံရှိမယ်ဘေးအမောင်းဘာညာပေါ့ဗျာ character เนาะ width တွေရှိမယ် amps တွေเนาะ drive တွေရှိမယ်အဲ့ဟာတွေကိုကိုယ့်ဘက်နေကိုချိန်ပြီးတော့ click ကျင်လဲ click လို့ရတယ်မချိန်မဲနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ preset ထဲမှာ factory preset ထဲမှာเนาะအများကြီးရှိတယ် pop လား indica alternative လား funk လား rock လား electronic pop အစရှိတဲ့ပြင်ကျွန်တော်ရှိပဲဗျာဥပမာကျွန်တော်ဒီတဲ့ကနေတစ်ခုကိုကျွန်တော်ရွေးလိုက်မယ် at the end နားဖွင့်ကြည့်မယ်ဆိုရင် အဲ့တော့ကျွန်တော်ကဂီတာမတီးတက်ဘူးဂီတာတီးတက်တဲ့သူတွေအတွက်တော့ကိစ္စမဖြစ်ဘူးဂီတာမတီးတက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအပိုင်း၃မိုင်းခွဲထားတာလေးရှိတယ်နော်အပိုင်း၃မိုင်းခွဲထားတဲ့ဟာလေးမှာရှိရဒီကောင်ဒီဘက်မှာ style လေးရှိမယ်ဗျာနော် style လေးရှိမယ် style မှာဆိုရင်ကျွန်တော်ဒီမှာဒီကောင်ကိုကျွန်တော်နှိပ်ပေးမယ်ဆိုလို့ရှိရင်သူ style ကပြောင်းသွားလိမ့်မယ်နော်အဲ quarter note mute ဖြစ်သွားတယ်အဲဒီကောင်ကိုကျွန်တော်ပြောင်းလိုက်မယ်ဆိုရင်ဟမ်ဒီဘက်မှာဆိုရင် Sistino Mute Yeah အများကြီးရှိတယ်ပြီးပါရင် style လေးမှာလည်းကျွန်တော်ဒီမှာ light ပြန်ပြောင်းလို့ရမယ်သူ style လေးတွေရှိမယ်ပြီးွားလို့ရှိရင်ဒီဘက်မှာလည်းရှိမယ်เนาะဒီဘက်မှာဆိုရင်เนาะ ကိုကြိုက်တဲ့ခါကိုကြိုက်တဲ့ကိုသချင်းနဲ့ပတ်သက်မဲ့ rhythm ဈေးတွေကိုကျွန်တော်ဒီမှာ like ပြီးတော့ပြန်ရွေးလို့ရမှာဗျာနော်ဒီမှာလဲ rhythm တွေအများကြီးရှိတာပေါ့ဗျာအဲ့တော့ကိုကြိုက်တဲ့ style တွေ rhythm တွေကိုကျွန်တော်ဒီမှာရွေးလို့ရမယ်ပြီးွားရင်ကျွန်တော်တို့ကတီးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအခုမှကျွန်တော်ဒီမှာစတိုင်တစ်ခုရွေးလိုက်တယ်ဗျရွေးွားရင်တီးမယ်ဆိုရင် เนาะဒီထဲမှာ C ဟိုအောက်က C3 ဆိုကျွန်တော် fruity မှာ C5 ဖြစ်နေမှာအဲ CD မှာလာเนาะဥပမာ CD မှာလာ F CF CG ဖွင့်ကြည့်မယ်ဆိုရင် အဲ့လိုမျိုးသွားတီးလို့ရတယ်အဲ့ဒါအောင်မှာအခုကကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တီးတဲ့ဟာကြီးဒီအောက်မှာ cock မှာ power cock ဆိုပြီးဖြစ်နေတယ်နော် power cock ဖြစ် okay power cock မဟုတ်ဘူးကျွန်တော်တို့ကဟိုဒီဥမာ c C A minor F G ပဲဖြစ်ဒီ U return အတိုင်းပဲ power cock နဲ့မဟုတ်ဘဲနဲ့တီးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာရမယ်ကျွန်တော် key ကကျွန်တော် C လို့ရေးထားကြအောင် C လို့နှိပ်ပေးလိုက်ရင်သူကအမှကျွန်တော်ဒီရေးကျွန်တော်တစ်လုံးပဲရေးထားရဗျာနော် C F C G ပဲရေးထားဒါပေမဲ့ तू อ่ะ तू အဲ့အချိန်မှာကျွန်တော်တို့ C major chord တီးပေးမယ် F major chord တီးပေးမယ် C major chord တီးပေးမယ် G major chord တီးပေးမယ်ဥမာနားဖွင့်ကြည့်မယ်ဒီမှာเนาะမိတ်ဆွေမြင်ရမှာပါ chord မှာเนาะတကယ်လို့အ minor ရောအလုံးအလုံးလောက်လာဆိုလို့ရှိရင်ကျွန်တော်တို့စမ်းကြည့်မယ်เนาะကျွန်တော် D ပြောင်းလိုက်မယ် ဒီဆိုရင်ကျွန်တော်တို့ C family clock ထဲမှာဆိုရင်ဒါ D minor ပဲနော်ဒါပဲဆိုတော့ကျွန်တော်ဒီမှာ family clock ကိုကျွန်တော်ဒီမှာဟိုပါเนาะ key ကိုဟိုလိုရေးထားတာအဲ့တော့ကျွန်တော်ဒီမှာကြည့်ကြည့်အောင်နော် D minor ဖြစ်သွားတယ်နော်တကူးတစ်ခါကြီးကျွန်တော်တို့ဟို clock တွေလိုက်ပြီးတော့ စီစရာမလိုဘူးဗျာဒီလိုမျိုးခေါက်တွေလိုက်ပြီးစီစရာမလိုကိုကြိုက်တဲ့ကိုခီးနဲ့ကျွေးပြီးတော့နှုတ်ဆေးရေးလိုက်အောင်မယ်အဲ့လိုမျိုးလေးကျွန်တော်တို့ဒီလိုရာမှာဖြစ်ပါတယ်ဒီနေ့ပြောခဲ့တာကတော့ကျွန်တော်တို့ you jam ကဟိုနော် virtual guitar rigs အကြောင်းလေးကျွန်တော်အနည်းချင်းပြောခဲ့တာပါကျန်တဲ့ဟာတော့ amp တွေပါတွေကတော့မိတ်ဆွေတို့ကြိုက်တယ်လို့ကျွန်တော်တို့ live ပြီးကစားကြည့်လို့ရတာပါနော်